ကရင်ပြည်နယ်ဖမ်းမြို့နယ်မှာအကျန်းဖတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမှာဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဒုတတူခရိုင်ဖမ်းမြို့နယ်အလုံးမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်ဖမ်းမြို့နယ်အလုံးမှုဆောင်ကော်မတီအနေနဲ့ KNU ဘ ਹੁ ရဲ့ရွေးကောက်ပွဲအပေါ်သဘောထားထုတ်ပြန်ကြေညာချက်နဲ့အညီရပ်တည်သွားမှာဖြစ်ပြီးမိမိတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်း ီသူလူလူကိုလိမ့်လေလှပြားမဲ့အတူအောင်ရွေးကောက်ပွဲကိုခွင့်ပြုသွားမှာမဟုတ်ပဲစန့်ကျင်သွားမှာဖြစ်ကြောင်းတရားဝင်အသိပေးထားပါဗျ။ဒါအပြင်စစ်တပ်ကပြည်သူလူထုနားလည်ဖို့ခက်ခဲပြီးရှုပ်ထွေးတဲ့ရွေးကောက်ပွဲစနစ်နဲ့၎င်းတို့လိုအပ်တဲ့အဖြေထုတ်နိုင်တဲ့ electronic မဲပေးခြင်းလုပ်ငန်းစဉ်မှာတိကျမှန်ကန်တဲ့ရလဒ်မဟုတ်ကြောင်းမက်ဆနာရှင်ပြည်သူလူထုရဲ့သဘောထားကိုအလွဲသုံးစားပြုလုပ်တဲ့အတွက်ကြောင့်စစ်ကော်မရှင်အလို့ကြအတူရောင်ရွေးကောက်ပွဲသာဖြစ်တာကို ပေါ်လွင်နေတယ်လို့သတိပေးကြေညာထားပါတယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲမှာမဲဆန္ဒရှင်တွေဖြစ်တဲ့ပြည်သူတွေကစစ်ကောင်မရှင်ရဲ့စစ်မှုထမ်းဥပဒေကြောင့်တော်၎င်းစစ်ဘေးကြောင့်တော်၎င်းနေရဲမှာအေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိပဲကြံရှိနေတဲ့မဲဆန္ဒရှင်ပြည်သူတွေမှာလည်းချင်းချောက်ဖိအားပေးခြင်းနဲ့အတင်းအာဓမမဲပေးစီခိုင်းရခြင်းတို့ကို ရင်ဆိုင်နေရတယ်လို့ KNU ဖန်မျိုးနယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအနေနဲ့လည်းဆရာနာရှင်တတ်ဆိုးရှိမဲ့အတုအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်တဲ့နေနဲ့ဆန့်ကျင်ခြင်းဖြင့်မိမိတို့ရဲ့စန္ဒမဲအားအလွဲသုံးစားပြုခွင့်မပေးရန်ဖန်မျိုးနယ် KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းထားပါတယ်။ အနာသိန်းစစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကတဆင်စစ်အုပ်စုအသွင်ပြောင်းအစိုးရပုံစံဖြစ်ပေါ်လာပါကပြည်သူလူထုကိုတတ်ဖြတ်နေတာတွေကိုပုံမူလှုပ်ဆောင်ခွင့်ပေးသလို ဖြစ်စေမယ်လို့မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSB AD နဲ့ကရင်အမျိုးသားအစည်းအရုံး KNU မှတာဝန်ရှိသူတွေကသတိပေးပြောကြားထားပါတယ်။